မင်္ဂလာပါခင်ဗျာ Revenue Burma News Channel ကနေပြီးတော့ဇူလိုင်လ1ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်တပ်လက်အောက်ခံ KYN နေကြားဆောင်တပ်ကဘုံမူကြီးစောချစ်သူနဲ့ချစ်လင်းမြိုင်တိုတာကော်မတီကိုစစ်ကောင်စီကအမည်ပြစီရင်တွင်းလိုက်ပြီးတော့ဘုံမူကြီးစောချစ်သူနဲ့သားသမီးများအပါအဝင်ဒါရိုက်တာများကိုပါအမည်ပြသူများအဖြစ်နဲ့စစ်တပ်ကကြေညာလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အကြမ်းဖက်စစ်ကောင်စီထံကိုပို့ကုန်ရငွေနိုင်ငံခြားငွေမပေးသွင်းတဲ့ပို့ကုန်သွင်းကုန်ကုမ္ပဏီ198ခုနဲ့ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များကိုအမည်ပြဆိုင်ရင်သွင်းကြောင်းကြေညာခဲ့ရမှာဘုံမူကြီးစောချစ်သူပိုင်နဲ့ချစ်လင်းမြိုင်တိုတာကုမ္ပဏီလည်းပါဝင်လာခဲ့ပြီးတော့စောချစ်သူရဲ့ဇနီးတာသမီများကိုပါအမည်ပြဆိုင်ရင်ကြေညာလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီကကြေညာတဲ့အမည်ပြဆိုင်ရင်ဝင်ကုမ္ပဏီ198ခုမှာစောချစ်သူရဲ့ချစ်လင်းမြိုင်တိုတာကုမ္ပဏီကနံပါတ်25အဖြစ် အမည်ပြစရင်တွင်းခံထားခြင်းဖြစ်ပြီးတော့စောချစ်သူရဲ့နာမည်ဆံမြက်တမီးနန်းနေနန္ဒာအေးတားဖြစ်သူစောချစ်ချစ်စောထုအေမူဘိုးမူကြီးစောချစ်သူရဲ့စီးပွားရေးတာဝန်ခံစောမင်းမင်းဦးတို့ကိုပါအမည်ပြသူများအဖြစ်နဲ့ကြေညာထားခြင်းဖြစ်တယ်လို့သိရပါဗါးအဲ့ဒီကြေညာမှုဟာ NLD အစိုးရလက်ထက်2016ခုနှစ်ကနေ2020ခုနှစ်အတွင်းပို့ကုန်များတင်ပို့ခဲ့ကြတယ် ပို့ကုန်တွင်းကုန်ကုမ္ပဏီများကိုအကြမ်းစစ်ကောင်စီက၎င်းရဲ့လက်အောက်ခံဗန်များအတွင်းကိုနိုင်ငံသားသုံးငွေများပြန်လည်ထည့်သွင်းပေးရန်ဖိအားပေးခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့အဲ့ဒီကုမ္ပဏီတွေကပို့ကုန်ရငွေနိုင်ငံသားငွေများကိုထည့်သွင်းခြင်းမရှိတဲ့အတွက်ကုမ္ပဏီများအားပို့ကုန်တွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်အမှတ်ပိတ်သိမ်းခြင်းကိုဆောင်ရွက်ခဲ့တယ်လို့စစ်ကောင်စီရဲ့ကြေညာချက်အရသိရပါတယ်။ဒါ့အပြင် စစ်ကောင်စီရဲ့အမည်ပြစင်းကြေညာခံရသူများဟာပို့ကုန်တွင်းကုန်ဆိုင်ရာဥပဒေတားမြစ်ချက်များကိုကျူးလွန်သူများဖြစ်တယ်လို့ပြောဆိုထားပါတယ်။ ် FEML ပုံမှန်42ကကြီးအရာထိုးသူကိုတစ်နှစ်ထက်မပိုတဲ့ထောင်ဒဏ်ဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်ရာရစလုံးကိုဖြစ်စေချမှတ်ရမယ်လို့ပြဋ္ဌာန်းထားကြောင်းစစ်ကောင်စီရဲ့ကြေညာချက်အရာသိရပါဗါးစစ်ကောင်စီကအမည်ပြတ်စရင်ကြေညာလိုက်တယ်ဘိုးဘူးကြီးစောချစ်သူခေါ်ဆံမြင့်မှာတာနာဦးတမီတဦးရှိပြီးတော့ဇနီးဖြစ်သူဟာနန်းခင်လှသူဖြစ်တယ်လို့သိရပါဗါးစောချစ်သူရဲ့တာနာဦးဟာ BGF ဘုံမူစောထူးအေမူအသက်32နှစ်နဲ့ဘုံမူစောချစ်ချစ်အသက်28နှစ်နဲ့ ်တမင်းနန်းနေနန္နာအေးအသက်26နှစ်တို့ဖြစ်တယ်လို့သိရပါတယ်။ဆံမြင့်စောချစ်သူရဲ့နာမည်လွဲအဖြစ်နဲ့အသုံးပြုသားတော့နာမည်နဲ့၎င်းရဲ့သားသမီးများဟာ BGF ပိုင်နဲ့ကုမ္ပဏီများမှာအ धिक အခန့်ကဏ္ဍကနေပါဝင်ပတ်သက်နေတယ်လို့သိရပါတယ်။မိသားစုဝင်တွေကြားမှာရှယ်ယာများခွဲဝေပိုင်ဆိုင်ထားခြင်းဖြင့်ဆံမြင့်ခေါ်စောချစ်သူမိသားစုဟာ DGF တက်ရဲ့စီးပွားရေးလုပ်ငန်း6ခုကိုထိန်းချုပ်ပိုင်ဆိုင်ထားကြတယ်လို့သိရပါဗျ။ဒါအပြင်နာမည်ဆိုးနဲ့ကြော်ကြားတဲ့ကြားဖြန့်ခြံဝင်းကြီးနှစ်ခုဖြစ်တဲ့ Apollo Park နဲ့ယူလုံဘေးပတ်တို့မှာလည်းအ ਨੇ စုရှယ်ယာရှင်အဖြစ်နဲ့ပိုင်ဆိုင်ထားကြတယ်လို့သိရပါဗျ။အဲ့ဒီစီးပွားရေးလုပ်ငန်းနှစ်ခုစလုံးမှာစံမြင့်ရဲ့တားပြတ်သူ BGF ဘုံဘူးစောထုအေမူဟာဒါရိုက်တာနဲ့ရှယ်ယာရှင်တအုပ်ဖြစ်တယ်လို့သိရပါဗျ။စောချစ်သူရဲ့တမိဖြစ်သူနန်းနေနန္ဒာအေးအသက်26နှစ်ဟာ စင်ကာပူနိုင်ငံနဲ့ဗြိတိန်နိုင်ငံတို့မှပညာသင်ကြားပြီးစီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှုဘွဲကိုရရှိထားက BGF ရဲ့လုပ်ငန်း၄ခုမှာရှယ်ယာရှင်နဲ့ဒါရိုက်တာဖြစ်နေပါဝင်နေတယ်လို့သိရပါဗျ။စောချစ်သူရဲ့မိန်းမနန်းခင်လှသူဟာမိသားစုစီးပွားရေးတွေမှာပါဝင်လုပ်ကိုင်မှုရှိတော်လဲရှယ်ယာရှင်နဲ့ဒါရိုက်တာယာတို့များကိုတော့ရယူထားခြင်းမရှိဘူးလို့သိရပါဗျ။ဒါပေမဲ့သူမက BGF ရဲ့စီးပွားရေးလုပ်ငန်းများကအကျိုးအမြတ်ဖြစ်ထွန်းနေသူလည်းဖြစ်တယ်လို့သိရပါဗျ။ BGF ရဲ့စီးပွားရေးလုပ်ငန်းများမှာစောချစ်သူမိသားစုက1ချစ်လင်းမြိုင်တိုတာကမ္ပဏီမှာရှယ်ယာ65ရာခိုင်နှုန်း2ချစ်လင်းမြိုင်တပ်တုတွင်းနဲ့စက်မှုကုန်ထုတ်လုပ်ငန်းမှာရှယ်ယာ68ရာခိုင်နှုန်း3ဒေါနာတန်လွင်ကမ္ပဏီမှာရှယ်ယာ60ရာခိုင်နှုန်း4ထူးသစ်စာအောင်ကမ္ပဏီမှာရှယ်ယာ80ရာခိုင်နှုန်း5ထူးမြတ်တာထူးကမ္ပဏီမှာရှယ်ယာ80ရာခိုင်နှုန်းနဲ့6ရွှေပြည်သားမြိုင်ကမ္ပဏီမှာရှယ်ယာ90ရာခိုင်နှုန်းတို့ပါဝင်ထားတယ်လို့သိရပါတယ်။ EGF ကလုံနေတဲ့တရားမဝင်လုပ်ငန်းများမှာပါဝင်ပတ်သက်နေတဲ့ခေါင်းဆောင်နှစ်ဦးဟာဘုံမူကြီးစောမဲမဲဦးနဲ့ဘုံမူစောတင်ဝင်းတို့ဖြစ်ကြပြီးတော့စေကောင်စီကစောချစ်သူနဲ့အတူအမိပြစရင်ကျင်းညာလိုက်တယ်ဘုံမူကြီးစောမဲမဲဦးဟာ BGF ရဲ့စီးပွားရေးလုပ်ငန်းများမှာအထက်ကဥဆောင်မှုအခန်းကဏ္ဍကနေပါဝင်နေသူဖြစ်ကြောင်းတရေရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဗိုလ်ပြင်းမြို့နယ်မှာရှိတဲ့တော်လိုင်းတပ်ဖွဲ့အများရဲ့စစ်စေးရေးဂိတ်ကိုလာရောက်တိုက်ခိုက်တဲ့အကြမ်းဖက်စစ်တပ်နဲ့တိုက်ပွဲနှစ်ချိန်ဖြစ်ပွားပြီးစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ22ရက်နေ့မနက်6:00နာရီကမှဗိုလ်ပြင်းဘက်ကနေတက်လာပြီးတော့ဗိုလ်သားကြီးရွာမှာအထိုင်ချနေတဲ့အင်အား90လောက်ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ လေညာဘက်ကနေလာတဲ့အင်အား40ကျော်ပါတဲ့အချက်မှစစ်ကောင်စီတပ်သားများဟာချောင်းမုံကျေးရွာနဲ့ဝါရင်ကျေးရွာကြားမှာရှိတဲ့တော်လိုင်းပူပေါအဖွဲ့ရဲ့စစ်ဆေးရေးဂိတ်ကိုနှစ်ဖက်ညက်ပြီးတော့လက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာလက်နက်ကြီးလက်နက်ငယ်များနဲ့အပြန်အလှန်ထိပ်တွေ့တိုက်ပွဲမိနစ်30ခန့်ဖြစ်ပွားခဲ့ပြီးတော့တော်လိုင်းပူပေါတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်အဲ့ဒီနေ့မနက်10နာရီလောက်မှာ တော်လိုင်းပူပေါင်းတပ်ဖွဲ့များကဒုတိယအကြိမ်လက်နက်ကြီးလက်နက်ငယ်များနဲ့ထပ်မံတွားရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိပြီးတော့အရေးအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါဗါတယ်တိုက်ပွဲအတွင်းမှာတော်လိုင်းရဲဘော်တွေအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီတိုက်ခိုက်မှုနှစ်ကြိမ်လုံးမှာစစ်ခွေးတွေထိခိုက်ဒေဆုံးမှုရှိပါတယ်ဒေဆုံးမှုအရေးအတွက်ကိုတော့ကျွန်တော်တို့တွေစုံစမ်းနေပါတယ်လို့ကော်တောင်းခရအမတ်တဲ့တိုင်းရင်းကတာဝန်ရှိသူကပြောဆိုထားပါဗါတယ် အလားတူပဲမဂွေတိုင်ပခုတ်ကိုတရတက်ကနေထွက်လာတဲ့ရိတ်ခါပို့တဲ့စစ်ကြောင်းနဲ့ကံမရဲစခန်းကိုရော့ကတ်များနဲ့တိုက်ခတ်ရာစစ်သား6ဦးသေဆုံးသွားကြောင်းဗာမတီလက်နက်ကြီးပျောက်ကြားတဲ့ဖွဲ့မြိုင်ကသတင်းပေးဖို့ပြောကြားထားပါတယ်ဇိုလာ29ရက်မနေ့စနေနေ့ခွဲအချိန်ကမှပခုတ်ကူတရတက်ကနေထွက်လာတဲ့ရိတ်ခါပို့တဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ကံမရဲစခန်းတို့ကိုရော့ကတ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုမှာရဲစခန်းအတွင်ရော့ကတ်နှလုံးကျရောက်ပောက်ကွဲသွားတယ်လို့သိရပါတယ်။ အရှိတ်ဘက်ဘန်ဂါမှာလည်းရော့ကက်တလုံးကြက်ရောက်ပောက်ခွဲခဲ့ပြီးတော့အချမ်းဘက်စစ်ကောင်စီဘက်ကထိခိုက်သိမ်းဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။အချမ်းဘက်စစ်ကောင်စီကအထိနာသွားတဲ့အတွား60မမလက်နက်ကြီး၄လုံးနဲ့ပြန်လည်ပစ်ခတ်ခဲ့တော့လေတော်လိုင်းတပ်များဘေးကင်းတယ်လို့ပြောဆိုထားပါတယ်။ဇွန်လ28ရက်နေ့မှာလည်းရော့ကက်များနဲ့စစ်တပ်ကို9ကြိမ်တိုင်တိုင်တိုက်ခတ်ခဲ့ပြီးတော့အချမ်းဘက်စစ်ကောင်စီတပ်သား6ဦးသေဆုံးက၂ဦးဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။၎င်းတပ်ခတ်မှုကိုနယ်မြေကန်ပတ်ကဖများ ကိုစုံကြီးအဖွဲ PLC အဖွဲဘာမတိအဖွဲတို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းအရောဗကိုးတိုင်းရွှေကျင်မြို့နယ်ခမရ9ကိုရှိတိုင်ရဲမှာဘန်ကာနဲ့ကရုတ်ချင်းများပြန်လည်တိုက်ဆောင်နေတယ်အကြမ်းတ်စစ်ခွေးများကိုလက်နက်ကြီးစနိုက်ပါတို့နဲ့ပစ်ခတ်တိုက်ခတ်ရာစစ်ကောင်စီဘက်ကစစ်ခွေး၄កောင်တိုက်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ29ရက်နေ့မုံလွယ်ပိုင်းမှာ ရွှေကျင်မြို့နယ်ခမရ96ရှစ်တရင်မှာဘန်ကာနဲ့ဂရုချင်းများပြန်လည်တိဆောက်နေတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုလက်နက်ကြီးများနဲ့ KNU KNLA တပ်မဟာသုံးရင်းခွန်နဲ့ပူးပေါင်းတပ်များဖြစ်တဲ့ဘကုခိုင်ပတ်ကပါဘျူဟာ36ဒေါနာတရင်တို့ကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ဒါအပြင်ဝေါ်မြို့နယ်တရဲတမိန်ကြီးရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့လက်နက်ကြီးများပြစ်ခတ်တဲ့နေရာကိုလည်းတော်လိုင်းတပ်ဖွဲ့များကစနိုက်ပါနဲ့တွားရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် ၎င်းပြစ်ခတ်တိုက်ခိုက်မှုအတွဲမှာအကြမ်းဖက်စစ်တပ်ကစစ်သား၄ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူတွေလည်းပါတယ်လို့သိရပါတယ်။သူတို့ကစစ်တောင်းကန်နဖူအနောက်ဘက်ကမ်းကနေလာလိုက်သွားလိုက်ဆိုတော့စစ်ခွေးအင်အားကတော့မခန့်မှန်တတ်ဘူး။မေလာရှဲ့နေကလေးကငါးကိုရှိကိုတိုက်ထားတာပါ။သူတို့ပြန်ထိုင်လို့မရအောင်ပြီးတော့စစ်တောင်းရဲ့အရှိတ်ကမ်းမှာကျွန်တော်တို့ရဲ့တော်လိုင်းရဲ့တပ်ဖွဲ့တွေနည်းမြေစိုးမိုးရေးအပြည့်ရအောင်လို့ မိုးရွှင်းဖြစ်နေပလေစီတွားပြီးတော့တိုက်ထုတ်မှာပဲလို့ဘဂိုး District People Defense Organization ဘဂိုးခရိုင်ပကဖတာဝန်ခံကိုဖြိုးမောင်ကပြောပြထားပါဗါး၎င်းတိုက်ခိုက်မှုကိုဘဂိုးခရိုင်ပကဖရဲ့စံအိတ်တထောင်းသိန်းတထောင်းကမ်ပိန်းဖွင့်ပွဲနေ့မှာဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ဘဂိုးခရိုင်ပကဖကိုကဲမှုမှာရှိတဲ့ရှင်းမြုံနဲ့ပကဖကရဲဘော်များခိုလုံစစ်ပင်းဆောင်ပြည်သူများကိုရိတ်ခါဆန်ဖြည့်တင်းနိုင်ရေးအတွက် ပြည်တွင်ပြည်ပထောက်ဖို့ပြည်သူများအနေနဲ့ဝမ်းဝုံပြီးတော့ထောက်ပံ့ပေးကြရန်လေးလေးနက်နက်မြစ်တာရက်ခံအပ်ပါတယ်လို့ဘကော District People's Defense Organization ဘကောခရိုင်ပကဖတာဝန်ခံကိုဖြိုးမောင်ကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့မှာရှိတဲ့အိုးဘိုထောင်ကိုထောင်ပြောင်းရောက်ရှိလာတဲ့မုံရွာတပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်ကိုထောင်ဝန်ထမ်းတွေကတန်ထုံနဲ့ဝိုင်းရိုက်တဲ့အတွက်သတိလက်မေးမြိုးသွားခဲ့ပြီးစေဝါကူတာပေးခြင်းမရှိဘဲခြေချင်းခတ်ပြီးတိုက်ပိတ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ12ရက်နေ့ကမုံရွာအချင်းထောင်ကနေမန္တလေးအိုးဘိုထောင်ကိုထောင်ပြောင်းနဲ့ရောက်ရှိလာတဲ့နိုင်ငံရေးအချင်းသားများကို ထောင်ဝင်ဘူးဝမှာမတရားရိုက်နှက်နှိပ်စက်မှုများပြုလုပ်ခဲ့တဲ့ဖြစ်စဉ်မှာမုံရွာတပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်ကိုဥတီချက်ထားပြီးတော့အချင်းဦးစည်းဝန်ထမ်းအရာရှိတဦးကတန်ထုံနဲ့စတင်ရိုက်နှက်ရာကနေအခြားနိုင်ငံရေးအကျဉ်းသားများပါနောက်ဆက်တွဲအနေနဲ့ရိုက်နှက်ခံရခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီဖြစ်စဉ်မှာကိုဝေမိုးနိုင်ဟာတန်ထုံနဲ့ရိုက်နှက်ခံရမှုကြောင့်နှစ်ဖူးကွဲဒဏ်ရာရရှိသွားကရိုက်နှက်ခံရမှုဖြစ်စဉ်အတွင်းမှာသွေးထွက်လွန်ပြီးတော့သတိမေ့မျောသွားခဲ့ပြီးသတိမေ့မျောတဲ့အချိန်အတွင်းမှာအရေးပေါ်ဆေးဝါးကုသမှုခံယူရန်လိုအပ်တော်လဲ ထောင်တွင်းစေယုံကိုပို့ဆောင်ပေးကုသပေးခြင်းမရှိဘူးလို့သိရပါတယ်။ကိုဝေမိုးနိုင်ကလက်ရှိအဲ့ဒီဖြစ်စဉ်မှာတော့တွေးအားနည်းနေတဲ့အခါဦးကောင်းရောနှစ်ဖူရောကွဲသွားတဲ့အတွာတွေးထွက်ဒဏ်ရာအများများပြီးဒရိမေမျောသွားတာပါ။ဒရိမေမျောသွားတဲ့အချိန်မှာလဲထောင်ထဲကစေယုံရောပြပစေယုံကိုရောမပုတ်ဘဲနဲ့ထားထားတယ်။တန်ချေချင်းနေခတ်ပြီးတော့လက်ရှိမှာသူ့ကိုတီးချားတိုက်မှာတယောက်တည်းချုံအောင်ခံထားရတဲ့အခြေအနေဖြစ်ပါတယ်။ဒါကြောင့်မလို့ထောင်အာနိုင်ပိုင်းတွေရဲ့စိတ်နေစိတ်ထားပေါ်မူတည်ပြီးညဘက်တွေမှာအချိန်မီခေါ်ထုတ်ခံရပြီးတော့ရိုက်နှက်ခံရတာမျိုး ပြီးကြအပြစ်ဆိုပြီးတော့ဆွဆွဲပြီးမှရိုက်နိုင်တာမျိုးတွေဆက်ပြီးဖြစ်နိုင်ပါတယ်လက်ရှိမှာတော့အချင်းအောင်နဲ့မှာနိုင်ငံရေးအချင်းသားတွေရဲ့အသက်ရှင်တန်ပိုင်ခွင့်ဟာချင်းချောက်ခံရတဲ့အခြေအနေဖြစ်ပါတယ်အဲ့ဒီထဲမှာတော့ကိုဝေမိုးနိုင်ကတော့တစ်ဖက်မုံရွာမှာလည်းနာမည်ကြီးတဲ့ပုံကိုဖြစ်တော့သူ့ကို personal အရာမင်းလာကခေါင်းဆောင်ဆိုတဲ့ဇကရက်တွေကိုတုံးပြီးတော့အဓိကရိုက်နှက်ခဲ့တဲ့အခြေအနေတစ်ခုဖြစ်ပါတယ်ဒါကြောင့်သူ့အတွက်လည်းလုံခြုံရေးအရာပို့ပြီးစိုးရင်ရတယ်လို့ကျွန်တော်တို့ပြောချင်ပါတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် ် PPNM ကဗဟုဥဆောင်ကော်မတီဝင် ကိုတိုက်ထုံးဦးကရှင်းပြထားပါတယ်။ထောင်အာဏာပိုင်များဟာကိုဝေမိုးနိုင်သတိပြန်လည်ရရှိလာတဲ့ဓမြိုင်နဲ့ပြည်တံတိုက်ကိုပို့ပြီးတော့ပါဆယ်နဲ့ထောင်ဝန်စာအဲ့တွေ့ခွင့်တွေကိုလည်းကန့်သတ်ထားပြီးခြေချင်းခတ်ပြီးတော့တီးချတိုက်မှာတိုက်ပိတ်ပြစ်ဒဏ်ပေးထားတယ်လို့သိရပါဗျ။ဇွန်လ12ရက်နေ့မှာမုံရွာအချင်းတောင်ကနေမန္တလေးအိုးဘိုအချင်းထောင်ကိုနိုင်ငံရေးအချင်းသားများအပါအဝင်အချင်းသားအချင်းသူအယောက်200ဦးဝင်းကျင်ကိုစစ်ကောင်စီကထောင်ပြောင်းရွှေ့ခဲ့တယ်လို့သိရပါဗျ။အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝင်ကြီးဌာနယုံ ပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကမန္တလေးဥပိုလ်ထောင်မှာနိုင်ငံရေးအကျဉ်းသားများဇက်တိုက်တေဆုံးနေတဲ့ထောင်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်။အကြမ်းဖက်စစ်ကောင်စီအုပ်စုလက်အောက်ခံအကျဉ်းထောင်တွေမှာဂျမ်းမာရေးစောင့်ရှောက်မှုလုံလုံလောက်လောက်မရရှိမှုနဲ့ဖိနှိပ်မှုတွေကြောင့်နိုင်ငံရေးအကျဉ်းသားတွေအသက်ဆုံးရှုံးနေရတာတွေရှိနေပါတယ်။ဥပိုလ်ထောင်မှာလည်း2024ခုနှစ်အောက်တိုဘာလနဲ့နိုဝင်ဘာလတွေမှာမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်လျှက်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် ိုင်ငံရေးအကျဉ်းသားကိုစိန်လင်းခေါ်ငယ်လေးတို့၃ဦးစလုံးဇက်တိုက်တိတ်ဆုံးခဲ့ရပါတယ်ဒါအပြင်မန္တလေးအိုးဘိုထောင်တခုထဲမှာတဲ့မက်လ28ရက်နေ့တုန်းကလှုပ်ခတ်ခဲ့တဲ့သခိုင်းငံလျင်ကြီးကြောင့်စေကူတရရန်နှောင့်နှဲမှုတွေကြောင့်မတိတ်ဆုံးတင့်မဲနဲ့တိတ်ဆုံးခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားအယောက်90ကျော်လဲရှိခဲ့တယ်လို့ဦးနေဖုံးလက်ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်ငတိယောက်မြို့စင်သားမွေးရွာကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးတော့အမျိုးသားတအုပ်ကိုရဲရဲစက်စက်တပ်ဖြတ်ကနေအိမ်25လုံးကိုမိရှုဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ22ရက်နေ့ကငတိယောက်မြို့ငတိယောက်ရဲစခန်းကနေထွက်လာတဲ့စစ်တပ်စစ်ကြောင်းကတမခါရွာကလရဲရွာပြာပုံရွာတို့ကနေတဆင့်စင်သားမွေးကြီးရွာကိုဝင်ရောက်လာခဲ့တယ်လို့သိရပါဗျ။ အခုလို့ဝင်ရောက်ခဲ့ပြီးတဲ့နောက်စင်သားမွေးကြီးရွာနေမောင်သက်ဆိုတဲ့အမျိုးသားတအုပ်ကိုရရက်ဆက်ဆက်တပ်ဖြတ်က ဂျေးရွာထိပ်မှာမြေမြုပ်ပစ်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်စင်သားမွေဂျေးရွာကပြည်သူ၅ဦးကိုလည်းဒဇာကန်အဖြစ်နဲ့ဖမ်းဆီးသွားပြီးတော့ပြည်သူပိုင်းနေအိမ်များကိုဖောက်ထွင်းကာစံစီမုတ်အေးဘီယာအဝဲအစားစတာတွေကိုခိုးယူပြီးတော့ကားနဲ့တိုက်ယူသွားတယ်လို့သိရပါတယ်ကြက်များကိုတပ်ဖြတ်စားတောက်ပြီးတဲ့နောက်နေအိမ်25လုံးကိုမိရှုဖြတ်စည်းကာတနပ်ပင်ရွာကံမရွာတို့ဘက်ကိုဆက်လက်ပြီးတော့စစ်ကြောင်းထိုးသွားတယ်လို့သိရပါတယ်စင်သားမွေရွာကနေအိမ်25လုံးကိုမိရှုသွားပါတယ်အမှုသမမောင်တပ်ဆိုတဲ့ပြည်သူတအုပ်ကိုလည်းရရဆက်ဆက်တတ်ပြီးတော့ရွာထိပ် မှာမြေမြုပ်ခဲ့တာပါရွာတွေကအိမ်တိုင်းနှိပါကိုဝင်းအောင်ရှာဖွေပြီးလိုချင်တဲ့ပစ္စည်းတွေရှိရင်အကုန်ခိုးသွားပါတယ်ဈေးတဲ့အိမ်ကမုံနေအေးတွေကြောက်ဘီယာစတာတွေအကုန်လုံးနှိပါကိုကားနဲ့တိုက်တဲသွားတဲ့အပြင် ချက်တွေကိုပါတပ်ပြက်ပြီးစိတ်ကြိုက်ချက်ပြုတ်စားခဲ့ပါတယ်တချို့အိမ်တွေဆိုရင်စီပုံးတွေကိုလှဲခဲ့ပြီးတော့တွန်းပစ်ခဲ့တယ်ဆန်အိတ်ထဲကိုစီတွေလောင်းထည့်ခဲ့တာတွေမျိုးတွေလည်းရှိသလိုအမျိုးသမီးဝက်ကချင်လုံးကြီးတွေကိုပါယူသွားပါတယ်လို့ဒေသနေပြည်သူတို့ကရှင်းပြထားပါတယ်ညောင်ဦးမြို့နယ်မှာဇွန်လ23ရက်နေ့ကစတင်ပြီးတော့စစ်တပ်ကစစ်ကြောင်းနှစ်ခုခွဲပြီးကျေးရွာများဘက်ကိုဥတီပစ်ခတ်တိုက်ခတ်မှုများလှုပ်ဆောင်လာတယ်လို့သိရပါတယ် တောင်စင်းရဲစခန်းကစစ်တပ်စစ်ကြောင်းတစ်ခုညာဦးမြို့ကတန်ချက်ကကားတွေပါဝင်တဲ့စစ်ကြောင်းတစ်ခုစုစုပေါင်းစစ်ကြောင်းနှစ်ခုနဲ့ကြေးရွာများကိုဥတီပစ်ခတ်တိုက်ခိုက်မိရှုဖျက်ဆီးမှုများလှုပ်ဆောင်နေတယ်လို့သိရပါတယ်စစ်တပ်ကစစ်ကြောင်းထိုးနေတဲ့အတွာညောင်ဦးမြို့နယ်ဈေးမကြီးကြီးရွာဈေးပြင်ရွာရာတော်ကြီးမြောင်ဂျိုးကန်ကြောက်ကန်အပါဝင်ရွာပေါင်း20ကျော်ကပြည်သူအယောက်1000နီးပါးစစ်ဘေးတိမ်းရှောင်နေရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်ဆန်တဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ